ခုကငါကြည်နာတော်တော်တရားလုံအားပြီနော်တရားတော်တော်လုံအားပြီနော်ပြောကြည့်တဲ့ပြောပလာရကမားတဲ့နေတော့တက်ပြီးပြောဘုသူမကောင်းဆိုဘုသူမကောင်းပြောလက်ပြောတက်ရှင်းမငါဆိုလည်းကောင်းကပြောပြီးပြီဟာလေဒီလိုကစာပြီးပြောတာဆွဲပြီးပြောတာတဲ့ငါတို့ဘာရခဲ့လို့လဲ နင်တို့ပြောကြည့်တဲ့တော်လို့စောင်းမီမပြောတဲ့ဆွေမီမပြောတဲ့တို့လည်းပြောတတ်တယ်ခေါမောတော့ထိုင်မီတော့တို့တတ်တယ်ရှင်ရတာတို့ကတတ်တယ်ဘောပဲမေတိသူများအိမ်မှာမိသားစုနဲ့မနေပဲနဲ့သူများနေတယ်သွားတယ်အဝေးခရီးသွားတယ်တို့ဘသူကအဲ့ဒါတွေသိတယ်တို့တတ်နေပြီတို့သိသွားကြည့်ဟာနင်တို့တော်တော်တရားလုံးနေပြီတော်ကြီးတဲ့တော်တဲ့ရှင်မတော်က စကူမစိုက်ဘူးဘဒုမငါတော်တော်ဒေါသလိမ့်လိုက်ထားနေတာမြန်မာနိုင်ငံတန်ယုံမရှိတဲ့နိုင်ငံညာမိဒီမှာမွန်တန်ယုံမရှိဘူးတရင်တန်ယုံမရှိဘူးကျမကိုဗမာလူမျိုးကြီးမြန်မာလူမျိုးကြီးဟာသွသွင်းတယ်လို့မပြောနဲ့ကျမကိုယ်တိုင်ကကရင်မြန်မာဆိုတာဟာကချင်ကညာကရင်ချင်းဗမာမွန်ရခိုင်ရှမ်းဆိုတဲ့တိုင်းရင်းသားတွေစုဖွဲ့ပြီးတော့မှဖြစ်တည်နေတဲ့နိုင်ငံ မြန်မာနိုင်ငံအဲ့တော့ကျမတို့ရနိုင်ငံသားမှာစကားပြောတဲ့နေမြန်မာတန်နေကြဆိုဟေးမြန်မာလားဟုတ်တယ်မြန်မာပျော်ပျော်ရွှင်ရွှင်နဲ့ဒီလိုမျိုးနဲ့ကျမတို့မေးကြတယ်မြန်မာတန်နေကြတယ်ဆိုရင်အခုကျမတို့ miss လေးပြိုင်နေတယ်ကချင်တိုင်းရင်းသူလေးပြိုင်နေတယ်ဘာကိုစားပြုနဲ့ပြိုင်တာလဲဟေးကချင်ဟေးလို့ပြိုင်တာလားမြန်မာကိုစားပြုနဲ့ပြိုင်တာနိုင်ငံကိုပဲကိုစားပြုရတယ်အဲ့တော့ပြဿနာတစုံတရာဖြစ်လာလို့မလို့အဲ့လိုမျိုးတွေစက်စက်အစိတ်အတောက်တွေလောက် ပြဿနာတွေတစုံတရာတွေဖြစ်လာတော့ဟိုမှာထိုင်းမှာ ပြောတော့ဘာလဲလို့မင်းဘာဘယ်မင်းကဘာလဲလို့ပြီးတဲ့ခါကျတော့မွန်တို့ကရင်တို့ဖြေလို့ဟိုမှာတမခံရတာတွေဖြစ်စဉ်ဖြစ်ရက်တွေတွေ့တယ်မလားပြောလို့မရဘူးအဲ့တော့တချို့ကလေးတွေဟာအာနေတွေကနေပြီးတော့မှဟိုပတ်စပို့ရှိတဲ့ကလေးတွေလည်းရှိတယ်ပတ်စပို့မရှိဘဲနဲ့နိုင်ငံခြားကိုသွားလိုက်ရတဲ့ကလေးတွေလည်းရှိတယ်အဲ့လိုကလေးတွေကိုအစိမ့်မခန့်နဲ့ နိုင်ငံကိုစားပြို့ပဲဖြစ်ရတယ်နိုင်ငံကိုစားပြို့ပဲပြောရတယ်မွန်နိုင်ငံကရင်နိုင်ငံဒီလိုပြောလို့မရဘူးမရှိဘူးလေမြန်မာနိုင်ငံပြီးတော့မှအော်အေးအတန်လေးစကားလေးဝင်ရင်တော့ဘာလို့မျိုးလဲ